တော်လန်ရေးရတော့ရှုံးသွားပြီတော်လန်ရေးရှုံးသွားပြီတော်လန်ရေးရှုံးသွားပြီလို့ပြောလို့ရှိရင်လေကျမကိုမုံရအောင်မယ်ဟာတတ်ချင်ပြင်းချင်စီတွေပေါက်ကြအောင်ကျမကိုဆဲကြအောင်မယ်လက်တွေ့ကြကြမှာတကယ်ရှုံးနေတယ်တော်လန်ရေးကသူ့သူကိုဘယ်နာပဲဝင်တိုက်တိုက်ဘလို့ပဲဝင်တိုက်တိုက်ဒီစင်မှာကြလို့ရှိရင်ဟိုမှာယူကောက်ပွဲလောက်မှာဘလို့မှလည်းဖြတ်လို့မရတော့သူပြောပြီးသွားပြီနှစ်ယောက်တစ်ပိုင်းပဲထည့်ရင်တော့မှပဲသူတို့ကယူမှာလို့ပြောထားပြီးသွားပြီလေအုံနောက်နဲ့စဉ်းစား နော်ကြက်ခိုင်အေးရပဲအုတ်ချုပ်မှာကြက်ခိုင်အေးရပဲယူမှာအဲဥမင်းအောင်လိုင်ကသမရဖြင်းဖြင်းမဖြစ်လို့ရှင်ဥခင်ရဒုသမရဥခင်ရဒုသမရဖြင်းဖြင်းမဖြစ်လို့ရှင်ဥမင်းအောင်လိုင်ကဒုသမရသူတို့နှစ်ယောက်အချင်းတောင်းလိုက်မဲ့သူသွားမှာဘာဖြစ်လို့အဲ့လိုပြောလို့ရလဲဆိုတော့ဥမင်းအောင်လိုင်ကစစ်တပ်ကနေအနာယူလို့ရှင်ဆိုသမရကျင်းလေးလောက်မှာဘာဖြစ်လို့လဲဆိုတော့ ICC ICJ အမှုအရဥမင်းအောင်လိုင်ကနားယူလို့မရသေးဘူးနော် ICJ ICC အရဥမင်းအောင်လိုက်အနားယူလို့မရသေးဘူးဟိုဘက်ခုံကူးလိုက်ဒီဘက်ခုံကူးလိုက်ကိုရရူးယူလိုက်ဒီရရူးယူလိုက်အဲ့လိုလောက်နေအောင်ပါပါ မှလည်းသဘောမပေါက်ကြဘူးဒါမှလည်းသဘောမပေါက်ကြဘူးအကုန်လုံးအဲသူတို့ကလည်းလေသူတို့ကလည်းလေအသေးအုပ်ချုပ်ချင်တာအသေးလိုချင်တာအခုအာနာသိန်းနဲ့၅နှစ်အတွင်းမှာတောင်မှပဲ24နှစ်ကြီးတရက်ပြည့်အောင်မီးလာဘူးလေတို့လား၅နှစ်အတွင်းမှာ၅နှစ်အတွင်းမှာ24နှစ်ကြီးပြည့်မီးတစ်ချိန်တောင်မပေးဘူးသေးပဲနဲ့သူတို့ကအုပ်ချုပ်အောင်မသူတို့ဘလို့ကုန်တယ်အုပ်ချုပ်မှာဒီကြက်ခိုင်းရတယ်အခုဒီစစ်သက်ဘဘကြီးတွေကြက်ခိုင်းရတဲ့စစ်သက်ပါပဲအတူတူပါပဲ စစ်တပ်ကလည်းကြံ့ခိုင်ရေးပဲအတူတူပဲတော်တော်အုပ်စုတယ်။အဲ့ဒါတို့ဘလို့တွေအုပ်ချုပ်ပါတယ်။အခုဘဖတ်ကြီးမင်းအောင်လည်းတမဒလည်းအရန်ဖြစ်ချင်းဝင်ကြီးရုပ်နေရယူလည်းယူတယ်။နော်လုံချုံကြီးကောင်းစီအားကယာလူတွေအများကြီးပဲယူတာဒေါက်တာဆုကြီးအတိုင်းပဲသူလည်းယာလူတွေအများကြီးယူတာ။အများကြီးယူပြီးတော့မှ24နှစ်9နှစ်ကို24နှစ်ရေးပြီးမလင်းသေးဘူး။စက်ချင်းနိုင်ပြီးရေးပြီးမလင်းသေးဘူး။နော်။ အဲဒါတော့ကျမတို့ဝေဖန်ပါပဲဝေဖန်ရမယ့်အလေးစားရှိတော့ကျမဝေဖန်ပါပဲဂျင်းနှချင်းဂျေးတန်မဂျင်းနှချင်းနေဒီမိုကရေစီနိုင်ငံမှာအစိုးရကိုဘယ်အစိုးရကိုမဆိုပြည်သူကဝေဖန်မှန်းသိရှိတယ်ဒီမိုကရေစီနိုင်ငံမှာအခုကဒီမိုကရေစီလောက်ချင်လို့သွားနေမှာမဟုတ်ဘူးလားဝေဖန်ပါပဲဝေဖန်ပါပဲအဲဒီပိန်းတွေလည်းကြောက်ဝေဖန်ပါပဲအစိမ့်ပိတ်တွေလည်းဝေဖန်ပါပဲဒီကျမဘာဖြစ်လို့ဆိုတော့ အာသူတို့ညီပိုင်းနဲ့ဆိုင်ပိုင်းနဲ့မတည့်တိုင်းဟိုအားထားမလို့ဟိုဒီအားဟိုအားမလို့ဟိုအားဟာမလို့လူသားတိုင်းမှာရွေးချယ်ခွင့်ရှိတယ်လူသားတွေသူတို့ကြိုက်တော့သူတို့လုံးမှာနော်အဲ့ဒါလည်းအုံနောက်ဆောင်အုံနောက်ကမပြည့်ရဘူးဘာတွေပြောနေကြမှမသိဘူးနော်လူသားတိုင်းမှာရွေးချယ်ပိုင်ခွင့်ရှိတယ်သူတို့ကြိုက်တဲ့လူသူတို့ရွေးပလိုက်စီသူတို့ကြိုက်ရသူတို့လုံးပလိုက်စီနော်အရေးကြီးတာမှန်ကန်လမ်းကြောင်းရွေးချယ်နိုင်ဖို့ပဲအရေးကြီးတယ်သူများလူလက်ခွင့်ကိုလိုက်ပြိပိန်လို့မရဘူးဟိုကောင်မကတော့ဟိုဟာလှုပ်လို့ဒီကောင်မကတော့ဒီလိုအဲပြောပိုင်ခွင့်မရှိဘူးเนาะသူတို့ကတော့စိတ်နေလို့သူတို့ကတော့ညီနေလို့လိုက်ပြောနေ နော်လူသားတိုင်းမှာလူလက်ခွင့်ရှိတယ်နော်လူခွင့်ရေးဆိုတာရှိတယ်ပြောတော့လေဒီမိုကရေစီနိုင်ငံတော်ကိုတော့မှဒီမိုကရေစီနိုင်ငံတော်တော့မှတတ်လိုက်တဲ့လူတွေဆိုတော့နည်းတာလည်းမဟုတ်ဘူးဟိုဘက်ကလည်းဆေးရနိုင်ရှင်ကိုတော်လန်ဆေးရနိုင်ရှင်ကိုတော်လန်လည်းဆိုပြီးဟိုခွေးစတောင်းသား PD အတရလည်းနိုင်ချစ်လိုက်တာပြည်သူတွေကိုဆိုတာတခါတည်းရစီရနေရမရှိဘူးနေရာတိုင်းမှာ PD ကအနိုင်ကျင့်တယ်ဆိုတော့အတိုင်ကြားနေရတယ် ် NUG ကတကယ်တော့ online နဲ့နိုင်ဝိုင်း NUG ကလည်းရှင်းရမယ်ဟာနေတာမဟုတ်အဲ့ဒီ PD ကတခိုးချဘိုးအဲ့ပကပါလေအဲ့ဒီ MOD လေး PD ကရှင်းရမှာနေတာမဟုတ်အိုက်ဆယ်လီတခိုးလေးထောက်ပံ့နေဟာအဲ့မှာနိုင်ငံခြားမှာအိမ်ဝယ်တဲ့ကိစ္စတွေ NUG ကရှင်းရမှာနေတာမဟုတ်နဲ့ပြဿနာတိုင်းမဟုတ်ဘူးဒါပေမဲ့အခုလောဆယ်ရတော့အခုလောဆယ်ရတော့ သူကဥရှင်ဘက်ကိုကျမထောက်ခဏလည်းမဟုတ်ဘူးကျမတို့ကျမအမြင်နဲ့ဆိုလို့ရှိရင်တော့နိုင်ငံရေးသမားနိုင်ငံရေးသမားအကောင်ကြီးတွေအကုန်လုံးနိုင်ငံရေးသမားကြီးတွေအမြင်နဲ့ကျမတို့အမြင်နဲ့တူတာမတူတာတော့မသိဘူးပေါ့နော်ကျမအကိုလည်းကျမစကားမတောက်ကြည့်ဘူးဒါပေမဲ့ကျမတို့ကတော့ပြည်သူနဲ့နိုင်ငံနဲ့မြ мян ငင်းရမ်းပြီးတော့မြ мян အေးချမ်းပြီးတော့မြ мян ငင်းချမ်းမှုရသေးခြင်းမြ мян အေးချမ်းမှုရသေးခြင်းပြည်သူနဲ့နိုင်ငံတော် ဦးသိန်းစိန်တက်တက်ကပုံစံမျိုးပြန်သွားမယ်ဆိုတော့သူကစစ်တက်ကအကွက်ဟောင်းရွှေ့လို့စစ်တက်ကအကွက်ဟောင်းတိုင်းပဲအကွက်ဟောင်းတိုင်းပဲရွှေ့နေလို့အကွက်ဟောင်းတိုင်းပဲသွားမယ်ဆိုတော့သူကဦးသိန်းစိန်အတိုင်းသိန်းစိန်အတိုင်းနော်သွားကြည့်ရင်လည်းသွားအမဟိုမှာဦးသိန်းစိန်နေရာမှာဥခွင့်ကြီးတက်လာလို့ဥခွင့်ကြီးရတနာလို့လောစောသက်ကြီးပြန်အုပ်ချုပ်လို့ရမယ်ဆိုလို့ရှိရင်လည်းအမ NDO ဘယ်တမှပုံနေငွေပေးမယ်ဆိုတော့ပေးရင်လည်းပေးမပေးရင်လည်းဒီဒါပေမဲ့ NDO ဖျက်သိမ်းရင်လည်းကျမလည်းမသိဘူးဒါပေမဲ့သူကတော့ဒီတစ်ခေါက်ကတော့ဒေါသန်းစုယူလွှတ်မှလည်းမဟုတ်တော့ဘူးသူတို့ကတော့သူတို့အစီအစဉ်တိုင်းသူတို့သွားတော့မှ30နဲ့50အဲ့လည်းကျမသိရဲ့ ဒါပေမဲ့ဘယ်အစိုးရအုပ်ချုပ်အုပ်ချုပ်ပါဘယ်အစိုးရတက်လာတက်လာနော်ဘယ်အစိုးရတက်လာတက်လာ NUG ကိုလည်းဒီ PDF တွေအစဲပိုင်ကိုမရှိဘူး CIA ဘက်ကိုအစဲပိုင်ကိုမရှိဘူးပြည်သူ့နိုင်ငံကိုသူရွေးချယ်ပါပြည်သူ့နိုင်ငံကိုဝယ်ရွေးချယ်ပါဟိုလွံ့မြောက်နယ်မြေတွေဟိုထိန်းချုပ်နယ်မြေတွေပါဒီလာမပြောနဲ့အဲလွံ့မြောက်နယ်မြေထိန်းချုပ်နယ်မြေတွေကနေပြီးအဲတနက်တွေထိုင်းထိုင်းထားပါလို့ရှိရင်တို့ရဲ့ဒီမှာရွေးကောက်ပွဲမှာတို့ကရွေးကောက်ပွဲဝင်ပြီးတို့ကနေရအတီကြရပါလို့ရှိရင်တမုံဆိုပြီးတို့ကနေနေတော့မှာအပြက်အသက်နေနေတော့မှာကိုမလည်းရင်ရှိတာမဟုတ်ဘူးအဲ့ဒါဘုရုံမသားကငင်းငင်းစကားပွဲစွဲစွဲဝိုင်းအောင်သွားမှလား ဘလိုပုံစံမျိုးတွေလုပ်မှာတော့အဲ့ဒါတွေပဲရှိတယ်အတွေးခေါ်တိုင်တဲ့လူတွေကနောက်ပြန်ဆဲအောင်မယ်ကိုတွေကိုအဘာနီပိမ့်ဘက်ကလက်ဆိုင်ပြောတာစပတ်နီပိမ့်လည်းမဟုတ်ဘူးဆိုင်ပိမ့်လည်းမဟုတ်ဘူးမန္နဟာတွေပဲပြောတယ်မန္နဟာပဲပြောတယ်နော်မြင်မြန်ငင်းငန်းကြီးပြီကိုနိုင်ငံကိုအခုဆိုပြည်သူပြည်နောက်ကြီးရတယ်နော်ပြည်သူကြောက်ဆင်းရဲဒုက္ခတွေရောက်နေတာနော်တရားကပြောတဲ့နိုင်ငံမြန်မြန်ဖြစ်စေချင်နေပြီတရားကပြောတဲ့နိုင်ငံဖြစ်ဖို့ဖြစ်ဖို့နေတာမနေ့တော်ထူထောင်အောင်မယ်အခုနေထပြီးလောက်လို့ရှိရင်လည်း အဲ့ဒါလည်းဒီစောက်ကြန့်ခိုင်အေးရမလုံးနိုင်ဘူးဒီကြန့်ခိုင်အေးဆိုတဲ့ပါတီကမလုံးနိုင်ဘူးအဲ့ဥစားလဲသူတို့ကတို့မဲရွေးပြီးယာတို့ယူပြီးတော့အာနာယူတာသူတို့ကတို့တစ်ဖက်ပိတ်အကုန်လုံးထားလို့သာဖြစ်တာအဲ့ဒါတွေအကုန်လုံးလည်းမွေ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 းနင်တို့ရဲ့မွေးမွေးလေးမေမေလေးဒေါ်စုကြောင့်လေအဲ့မှာဒေါ်စုတက်လာတဲ့အချိန်မှာပြီးခဲ့တဲ့၅နှစ်မှာတော့အဲ့ဒါနိုင်ငံရေးအကောင့်တကယ်ဒူတော်လူကောင်းတွေကအဲ့သူ့နားမှာရှိခဲ့လို့ရှိရင်ဒီပြဿနာတွေမတက်ဘူးမဟုတ်ကဟုတ်ကဟာဒီအဲ့နားတွေလျှောက်သွားတော့အခုလိုမျိုးတခါတဲ့နိုင်ငံလည်းပြက်ပြီးသူဘဝတွေလည်းပြက် ကိုလုံးတဖြည်းဖြည်းနဲ့လေးဖြည့်ကုန်ရအောင်အဲ့လိုပြောလို့ရှိရင်သူတို့မွေမွေယုတ်ထီနာအောင်မယ်မွေမွေယုတ်ထီတယ်မွေမွေယုတ်ထီဆိုဒီကောင်မကိုဆဲအောင်မယ်တခါလေး CPA ကလည်း CPA နဲ့ NUG အခုတော့သတိမပါဘဲနဲ့သွားနေရလေသူတို့ CPA နဲ့ NUG မှာတော်ပါတယ်တကယ်ရှင်းရှိပါတယ်အဲ့မတော်တဲ့တကူတအုပ်တို့တကူတချို့တို့ကပါတာတခုပဲရှိတာတကူတချို့တို့ကပေါ့တကူတကူတချို့တကူတချို့တို့ကကိုတော့ တော်လိုင်းပြီးပြတ်တဲ့ချင်းရတယ်တော့တတ်ပြရမှာပေါ့တတ်ရင်တတ်မတတ်လို့ချင်းထောင်းနေထည့်ပေါ့ဒါပဲရှိတာပဲတကူးမှန်ရင်တော့ဘူးမှမထားတာအကောင်းဆုံးပဲဘယ်ပါတီမှာပဲဖြစ်ဖြစ်ဘယ်ဘယ်အစိုးရမှာပဲဖြစ်ဖြစ်နော်ဘယ်ဘယ်စစ်တပ်မှာပဲဖြစ်ဖြစ်ဒီပလီရက်တပ်မှာပဲဖြစ်ဖြစ်ဒီဘက်ကစစ်တပ်မှာပဲဖြစ်ဖြစ်ဘယ်တကူးမှမထားတာအကောင်းဆုံးပဲတကူးပိုင်ရင်နိုင်ငံမတိုးတက်ဘူးဒီနိုင်ငံလဲကိုးတာအကျင့်ဖြစ်နေတော့ဟိုကိုးတရတိုင်းတော့ကတကူးတွေပဲဖြစ်နေတော့အဲ့ဘယ်လိုလုပ်ကြမလဲအဲ့တော့တမရထူတာတွေလိုမျိုးပဲ ဟိုတက်ဖြုတ်ထုတ်နဲ့ပဲအကုန်လုံးလုပ်ပြပါရမှာအဲ့ဆိုတော့တနိုင်တနိုင်ငံလုံးလည်းလူတွေတရားဝင်ကြမှာမဟုတ်ဘူးနော်ဒေါ်ဆန်းစုကြည်မပါတဲ့အစိုးရတရက်အနေနဲ့အန်ယူဂျီကတော်ပါလေသူသွားနေရလူတွေအဲ့လောက်ဟာမေစုမေစုအမေစုအမေစုအမေစုနဲ့အာအဲ့လိုပြောရင်လည်းဆဲပြန်အောင်မသူတို့အမေစုကိုထီးလို့ဆိုပြီးတော့အပူတွေအပူစာသားတွေမလုံနဲ့နင်တို့တွေကဦးမင်းအောင်လိုင်းကိုဆဲလိုက်ဒေါ်ဆန်းစုကြည်ကိုအမေစုအမေစုမလိုက်နဲ့ပတ်ဆိုင်ရှာတော့နဲတာမဟုတ်ဘူးနော် ောက်ဆုံးစုကြည်မပါဘဲနဲ့နိုင်ငံကြီးလုလို့မရအောင်ဆိုအစောက်ပိုတွေလုလို့ရတယ်လုလို့ရလို့စီရပီးရဲ့ energy ဒီခီးကြီးရောက်လာခဲ့တာပေါ့ဒီလောက်ထိတော့အခြေအနေထိရောက်လာခဲ့တာပေါ့အင်းပိုတွေချက်ချောက်ပြောကြတာဘာဒီပြောကြမှမသိဘူးဘာမှနားမလဲဘူးဘာမှနားမလဲပဲချက်ချောက်ပြောတာငါထပ်ပြီးအစဲခံလိုက်အောင်ဟဲ့ငါ့ကိုဆဲကြဟဲ့လာပြီးလို့ရှင်မှန်တာတွေငါထပ်ပြောလိုက်အောင်မယ် NND မဲခိုးသွားတဲ့အေးတခုနဲ့ပဲပြောလိုက်မယ် ကြိုက်တဲ့အချိန်ထပြိုင်လို့ရှိရင်တရင်တို့ထပြိုင်တော့နိုင်တဲ့ပါတီမဲခိုးသွားတယ်မကောင်းတဲ့လူတစုမြောက်ပေးတဲ့လှုပ်ဆောင်ချက်တွေနဲ့อืมအခုပြောလိုက်ပြီးနော် NND Auto 9နိုင်အောင်ပြိုင်ကြိုက်တဲ့အချိန်ပြိုင်အခုထပြိုင်လေအခုနိုင်သေးတယ်ကျိုက်တဲ့အချိန်ပြိုင်ဒီ NND ပါတီကျိုက်သလိုပြိုင်နိုင်နေတဲ့ဥစ္စာကိုမကောင်းတဲ့လူတစုကဒီအဖွားကြီးကိုခေါင်းကို စပိုင်လေဟုတ်ကဟုတ်ကတွေအတွေးခေါ်လေရိုက်သွင်းပြီးတော့ထပ်ပြီးတော့နိုင်မို့အတွက်ကိုထပ်ပြီးတော့မဲခိုးသွားတဲ့နော်မဲခိုးသွားတဲ့တော့ဗတ်တွေကြီးပြီးမဲထပ်ခိုးသွားတဲ့အဲ့မှာစရင်စရာဟာသွားတာနေပြီးတော့အဲ့ပြဿနာတွေတက်ခဲ့တာရှင်းနော်အလားအခုပြောလိုက်ပြီးဆဲကျဲလူဆဲငါ့ကိုငါမှန်စကားငါပြောလိုက်ပြီးအန္တဒီလေးအခုထပ်ပြန်လဲအခုနိုင်တယ်ကြိုက်တဲ့အချိန်ပြန်လဲနိုင်တယ်ဘယ်သောအခါပြန်ပြန်အန္တဒီနိုင်တယ်ကျန်းခိုင်ရေးပါတီဆိုတော့နောက်ဆုံးအနောက်မှာပဲရှိတာ ဒီ energy body ကိုဒီညီမပြီမှာဘယ်သူမှမရှင်နိုင်ဘူးအလှကိုဒီမကောင်းတဲ့လူတစုကဒေါသစုကြည်နာကိုသွားပြီးတော့ဘလို့အကြံစီတွေပေးပြီးတော့ဘာတွေနဲ့လှုပ်လိုက်လဲမသိဘူးအဲ့မှာမဲခိုးလိုက်တယ်အခုအဲ့မဲခိုးတဲ့ပြဿနာတက်သွားတာနောက်ပြီးကျရင်အဲ့မဲခိုးတဲ့ကိစ္စကိုလည်းအဲ့ဒီကပဋိစ္စဖောက်ပြီးတော့သွားပြောလို့အဲ့ပြဿနာတက်လို့အခုဒါမဲတွေစစ်စစ်စင်စင်နဲ့မဲခိုးတာမဲခိုးတဲ့ကိစ္စကိုမရှင်းပေးဘူးမရှင်းပေးဘူးကနေပြီးတော့အခုအဲ့ပြဿနာတွေတက်ကြတာအကြီးအကျယ်အကြီးအကျယ်အေးအခုပြောလိုက်ပြီငါပါဇက်ကပြောလိုက်ပြီငါပါဇက်ကပြောလိုက်ပြီ ပြောလိုက်ပြီကြိုက်ကြိုက်ဘူးလား15ကိုငါမှန်တာပြောလိုက်တာဟာမှန်တာပြောမှန်တာကမှန်တဲ့စကားပြောလိုက်တာလုံးဝမပြောဘူးမလားအန်ယူဂျီလည်းမဖွင့်ချဘူးစီယာပြေးလည်းမဖွင့်ချဘူးအင်းငါငါပြောတယ်ငါပြောတယ်ငါမှန်တဲ့စကားပြောတာငါပြောလိုက်ပြီငါပြောချင်းချင်းလေးတွေရေနုထအဲ့လိုထပြိုင်လို့ရှိရင်နိုင်တဲ့ပါတီအိမ်နိုင်တဲ့နချီးပါရင်ထပြိုင်လည်းနိုင်တယ်တက်တဲ့ချိန်ထပြိုင်နိုင်တဲ့ပါတီကိုလောဘကြီးပြီးတော့လုံးလိုက်တဲ့အချိန်မှာအဲ့တသမိုင်းတက်ကုန်တာအဲ့လားမမောင်အေးတို့ပန်ဆယ်တို့မှွေသွားတာဒေါသစကြီးဘေးနာနေပြီးတော့ ထင်တော့တတတတတကိုပဲအာနာသိမ်းအောင်လို့ဒါလုပ်လိုက်ပြီးတော့ဒီအဖွားကြီးအုံနောက်ကိုအဲ့လိုမျိုးလုပ်လိုက်သလားလို့အဲ့လိုပဲထင်တယ်။အပြည့်လို့ဆိုဒီစောက်စင်းမရှိတဲ့အကောင်လို့အဖွားကြီးအိမ်ထဲခေါ်သွေးပပွားလေးစိတ်အလုပ်ပဲအဲ့ပြဿနာတက်သွားတာ။အဖွားကြီးအုံနောက်ကစဉ်းစားရမှာလေ။ဒေါ်စုကငါအနန္ဒီပါတက်တဲ့ချိန်တက်တဲ့တက်တဲ့ချိန်ပြိုင်နိုင်နေရလေ။အဲ့တော့ခေါင်းလည်းမထည့်ပေးနဲ့လောဘကြီးပြီးထပ်ပြီးတော့ပို့ပြီးတော့လိုချင်ပြီးတော့အဲ့ပြဿနာတက်သွားတာ။စိုးရိမ်ပြီးတော့နောက်ထပ်ငါးနှစ်ကိုမရမှဆိုလို့စိုးရိမ်လိုက်တဲ့အပြဿနာတွေတက်သွားတာ။တက်တဲ့လူငါ့ကိုလာဆဲ။ ဖိနေတော့ဝင်ငါဖိနေတော့ငါဖိနေပြန်တော့မယ်ရှင်းရှင်းလေးပဲငါမှန်တဲ့စကားငါပြောလိုက်ပြီအခု